ကိုင်းတိုင်းကလေးမြို့နယ်ထဲမှာစစ်ကောင်စီတပ်ဘက်ကဩဂတ်လဇန်ပိုင်းကစပြီးအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့်လက်ရှိအချိန်အထိဒေသခံပြည်သူတထောင်ကျော်ဟာနေရွှန့်ခွာထွက်ပြေးနေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ကလေးမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ကလေးတမူလမ်းပေါ်မှာစစ်တပ်ဘက်ကအင်အား1500လောက်နဲ့အင်အားအလုံးအင်းသုံးပြီးစစ်ကြောင်းထိုးနေတဲ့အတွက် အဲ့ဒီလမ်းပေါ်မှာရှိတဲ့ရွာတွေကပြည်သူတပေါင်းကျော်ဟာလဲဘေးလွယာနေရာတွေကိုထွက်ပြေးနေကြရတာ၃လလောက်ရှိပြီဖြစ်တယ်လို့ကလေးမြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။အာဏာသိမ်းစစ်တပ်ရဲ့တမ89လက်အောက်ခံစစ်သားတွေနဲ့ပြည်သူစစ်တွေကအင်အားအလုံးအင်းနဲ့ကလေးတမူလမ်းပေါ်ကရာချူလက်ပံချောင်းတင်ဦးကန်သာနန်းဆောင်ပုရွာတွေနဲ့အနီးအနားဝင်းကျင်ကရွာတွေကိုစစ်ကြောင်းထိုးနေတာပါ။အဲ့လိုစစ်ကြောင်းထိုးနေလို့ထွက်ပြေးနေရတဲ့ရွာသားတပေါင်းကျော်ပြီဖြစ်ပြီးတော့ ဩဂတ်စ်လကတည်းကပြေးနေတဲ့ဒေသခံတွေကလည်းတောရင်မှာဖြစ်တယ်လို့နေထိုင်နေရပြီးစားနေရခံတဲ့ဆေးဝါးတွေအေးပေါ်လိုအပ်နေတယ်လို့ကလေးမြို့နယ်အခြေစိုက်ဝင်းစော့ကလေးတာဝန်ရှိသူက DVB ကိုပြောပါရရှင်